အခုဆိုရင်ရုရှားယူကရိန်းစစ်ပွဲဟာကျွန်တော်တို့ထင်မှတ်ထားတဲ့အဆင့်တစ်ခုကိုရောက်ရှိသွားခဲ့ပါပြီ။အခြေအနေတွေကရင်ကားနဲ့လုံးဝမတူတော့ဘဲပြောင်းလဲသွားခဲ့ပြီလို့ပြောလို့ရပါတယ်။အဓိကပြောင်းလဲကတော့ American ပြည်ထောင်စုကယူကရိန်းကိုပေးထားတဲ့တာဝဲပစ် ATACMS ဒုံးကြီးတွေကိုရုရှားမြေထဲထိပြစ်ခတ်ခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းဟာကမ္ဘာနိုင်ငံရေးစက်ခုံပေါ်မှာကြရက်အကြီးကြီးရိုက်ခတ်သွားစေခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာစစ်ပွဲရဲ့အချိန်ကိုအမြင့်ဆုံးအဆင့်ကိုဆွဲတင်လိုက်တယ်လို့ ရုရှားဘက်ကလည်းမယိုးသားတဲ့ငြိမ်းချမ်းရေးဇာတ်လမ်းတွေနဲ့တုံ့ပြန်လာတာကိုတွေ့မြင်နေရပါတယ်။ဒီနေ့မှာတော့စစ်မြေပြင်ကပေါက်ကွဲတံတွေခရမလင်နန်းတော်ကထွက်လာတဲ့လိန်ညာမှုတွေနဲ့ဝါရှင်တန် DC ကနိုင်ငံရေးကစားကွက်တွေကိုအသေးစိတ်သုံးသပ်ကြည့်ကြရအောင်ပါ။ပထမဆုံးပြောချင်တာကတော့စစ်ပွဲရဲ့အလှည့်ပြောင်းအမှတ်အသားပါပဲ။အမေရိကန်ကယူကရိန်းကိုပေးထားတဲ့ ATA CMS ဒုံးကြီးတွေကိုရုရှားပိုင်နယ်ထဲမှာရှိတဲ့စစ်ရေးပြတ်မှတ်တွေကိုတိုက်ခိုက်ဖို့ခွင့်ပြုလိုက်ပြီဆိုတဲ့သတင်းကတကယ့်ကိုအံအားသင့်စရာပါပဲ။ အရင်တော့ကတော့ American ဟာစစ်ပွဲကျယ်ပြန့်လာမှာကိုစိုးရင်လို့ဒီလိုခွင့်ပြုချက်ကိုတင်းတင်းကြပ်ကြပ်ကန့်တတ်ထားခဲ့တာပါ။ဒါပေမဲ့အခုတော့အဲ့ဒီဆိုစီကျိုးသွားပါပြီ။ဒီဆုံးဖြတ်ချက်ဟာ Ukraine ကိုရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကိုပုံမိုထိရောက်စွာဖျက်တောက်နိုင်တဲ့အခွင့်အရေးကိုပေးလိုက်တာဖြစ်ပါတယ်။ဒီခွင့်ပြုချက်ရရပြီးချင်းမှာပဲ Brian Data ကတိုက်ခိုက်မှုဖြစ်ပေါ်လာပါတယ်။ Online မှာတရားဝင်ပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တွေကိုကြည့်လိုက်မယ်ဆိုရင် Ukraine ဘက်ကပြစ်လိုက်တဲ့ ADACMS ဒုံးကြီးတွေဟာ ရုရှားနိုင်ငံ Brian's Data မှာရှိတဲ့စစ်အခြေဆိုင်စခန်းတစ်ခုကိုတိတိကျကျထိမှန်ခဲ့တာကိုတွေ့ရပါတယ်။ဒါဟာတာမန်တိုက်ခိုက်မှုမဟုတ်ပါဘူး။ပြစ်မှတ်ထားခံရတာကရုရှားရဲ့ Rosneft နဲ့ဆက်ဆက်နေတဲ့အရေးပါတဲ့စစ်ရေးအဆောက်အုံတွေဖြစ်ပါတယ်။ဗီဒီယိုဖိုင်တွေထဲမှာထင်းထင်းရှားရှားတွေ့ရတာကတော့လေထဲမှာပောက်ကွဲပြီးကွဲထွက်သွားတဲ့ cluster munition အဆင့်ဆင့်ကွဲတဲ့ခဲယမ်းတွေရဲ့ပုံစံပါပဲ။ဟုတ်ပါတယ်။ ကောင်းငင်မှာမီဂိုရန်၄ဦးလောက်ကိုမြင်ရပြီးအဲဒီကနေတဆင်ဘုံသီးငယ်လေးတွေဟာမြေပြင်ပေါ်ကိုမိုးရွာသလိုကျဆင်းသွားပြီးပြစ်မှတ် area ကိုအပီးတိုင်ဖြတ်စည်းပစ်လိုက်တာဖြစ်ပါတယ်။ဒါဟာ ADA CMS တုံးကြီးရဲ့ထူကြချက်ပါပဲ။ပြစ်မှတ်တစ်ခုတည်းကိုထိရမဟုတ်ပဲ area ကျဲကြီးကိုလွှမ်းခြုံပြီးဖြတ်စည်းနိုင်စွမ်းရှိတဲ့အတွက်ရုရှားစစ်အင်အားစုတွေစုဝေးရာနေရာတွေအတွက်ကြီးမားတဲ့ချိန်ချောင်းမှုဖြစ်လာပါတယ်။ယူကရိန်းဘက်ကလည်းဒီတိုက်ခိုက်မှုအောင်မြင်ကြောင်းတရားဝင်အတည်ပြုထားပါတယ်။ဒါပေမဲ့ရုရှားဘက်ကတော့ထုံးစံအတိုင်းပါပဲ။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကဗာပြောလဲဆိုတော့ယူကရိန်းကပစ်လိုက်တဲ့ ATACMS ဒုံးကြီး၄စင်းလုံးကိုငါတို့ပစ်ချလိုက်နိုင်တယ်တဲ့တကယ့်ကိုကြီးစရာပါပဲညာတိုင်းလိုလိုယူကရိန်း drone တွေဝင်ပြီးရေနံချက်စက်ရုံတွေမီးလောင်နေတာကိုမြင်နေရလျက်နဲ့အားလုံးကိုပစ်ချနိုင်တယ်လို့ပြောရတဲ့သူတို့ရဲ့တပ်တွေကိုတော့ချီးကျူးရမှာပါဒါဟာပြည်ရင်းမှာဝါရဖြန့်ဖို့အတွက်အမှန်တရားကိုလုံးဝဖုံးကွယ်ထားတဲ့လုပ်ရပဲဖြစ်ပါတယ် American ရဲ့ ATACMS ဒုံးကြီးပစ်ခတ်ခွင့်ပေးလိုက်ခြင်းဟာရုရှားအတွက်မထင်မှတ်ထားတဲ့နိုင်ငံရေးအရာထိုးနှက်ချက်ပဲဖြစ်ပါတယ် ဒီလိုစစ်ပွဲချိန်မြင့်နေလိုက်တဲ့အတွက်ရုရှားဘက်ကအဓိကတုံ့ပြန်မှုနှစ်မျိုးနဲ့ပြန်လည်ရင်ဆိုင်လာရမှာပါပထမတစ်ခုကနိုင်ငံတကာကိုလိန်ညာလှည့်ပြတဲ့ငြိမ်းချမ်းရေးဇလံဖန်တီးပြီးစစ်ပွဲကိုရက်ချင်အောင်ဆောင်လာဖြစ်ပြီးတော့ဒုတိယတစ်ခုကတော့စစ်ရေးအရပုံမကျန်းတဲ့တိုက်ခိုက်မှုတွေကိုပြန်လည်လှုပ်ဆောင်လာမှာပဲဖြစ်ပါတယ်နိုင်ငံရေးအရလှည့်စားခြင်းကိုကြည့်အောင်ပါခရမလင်နန်းတော်ကနေထွက်လာတဲ့ရုတ်တရက်ငြိမ်းချမ်းရေးဆွေးနွေးမှုကမ်းလှမ်းချက်ဟာအချိန်ကြိုက်အလွန်တိကျပါတယ် American က ADCMS ပြစ်ခတ်ခွင့်ပေးလိုက်လို့ ရုရှားပိုင်နယ်ထဲကစစ်ရေးပြင်းထန်တွေတိုက်ခိုက်ခံရပြီးရုရှားမျက်နှာပြက်စရာအခြေအနေဖြစ်လာချိန်မှာရုရှားသမ္မတဗလာဒီမာပူတင်ကအခုချိန်ဟာငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်အသင့်တော်ဆုံးအချိန်ပါပဲလို့ကမ္ဘာကိုတရားဝင်ကြေညာလိုက်ပါတယ်။ဒါဟာတကယ်ငြိမ်းချမ်းရေးလိုချင်လို့မဟုတ်ပါဘူး။စစ်ရေးအရထုံနှက်ချက်ခံရတဲ့အချိန်မှာအချိန်ဆွဲဖို့အမေရိကန်နဲ့ဥရောပမဟာမိတ်တွေကြားထဲမှာစိတ်ဝမ်းကွဲမှုဖြစ်အောင်လှုံ့ဆော်ဖို့နဲ့ကမ္ဘာမြေမှာရုရှားကိုငြိမ်းချမ်းရေးလိုလားသူအဖြစ်ပုံဖော်ဖို့လုပ်တာပဲဖြစ်ပါတယ်။ရုရှားရဲ့အဓိကရည်ရွယ်ချက်ကတော့ ယူကရိန်းကသိမ်းပိုက်ထားတဲ့နယ်မြေတွေကိုလက်ရှိအနေအထားတိုင်းအပိုင်သိမ်းပြီးစစ်ပွဲကိုရပ်ချင်တာပါယူကရိန်းဘက်ကဒီကမ်းလမ်းချက်ကိုပယ်ချလိုက်ရင်ယူကရိန်းကပဲငြိမ်းချမ်းရေးမလိုချင်တာလို့ကဘာကိုလက်ညှိုးထိုးပြဖို့နိုင်ငံရေးကစားကွက်ပဲဖြစ်ပါတယ်ဒါအပြင်ရုရှားဘက်ကစစ်ရေးအရပုံမကျန်းတဲ့နယ်တုံ့ပြန်မှုတွေလည်းလှုပ်လာပါလိမ့်မယ် ADA CMS တွေနဲ့တိုက်ခိုက်ခံရတာဟာရုရှားရဲ့အချုပ်အခြာအာဏာကိုစိန်ခေါ်တာလို့မြင်တဲ့အတွက်လက်စားချီတဲ့တိုက်ခိုက်မှုတွေဟာအပြင်းထန်ဆုံးဖြစ်လာမှာပါရုရှားဟာယူကရိန်းရဲ့အရက်ဘက်ပြတ်မှတ်တွေအခြေခံအဆောက်အုံတွေ အထူးသဖြင့်လျက်စစ်တအားပေးစက်ရုံတွေကို hypersonic ဒုံးကြီးတွေနဲ့ပါမကျန်အပြင်းအထန်တိုက်ခိုက်လာနိုင်ပါတယ်။ရုရှားရဲ့ဒုံးကြီးတူလောင်ရုံတွေထဲမှာအဆင့်မြင့်ဒုံးကြီးတွေအနည်းငယ်ကျန်ရှိနေသေးတယ်လို့ခန့်မှန်းရတဲ့အတွက်ဒီဒုံးကြီးတွေကိုယူကရိန်းရဲ့မြို့တော် KF လိုနေရာမျိုးကိုပါအဓိကပြင့်မှတ်ထားပြီးတိုက်ခိုက်လာနိုင်ပါတယ်။ဒီလိုတုံ့ပြန်မှုတွေဟာစစ်ပွဲကိုပုံမိုသွေးထွက်တမ်းယူဖြစ်စေပြီးအန်ရဲပုံမိုကြီးမားတဲ့အခြေအနေကိုရောက်ရှိစေမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ Washington DC ကနိုင်ငံရေးကစားကွက်ကိုလည်းမမေ့သင့်ပါဘူး။ တမရဂျိုးပိုင်နဲ့ ADACMS ပြစ်ခတ်ခွင့်ပေးလိုက်ခြင်းဟာရုရှားကိုဖိအားပေးဖို့ရည်ရွယ်တာဖြစ်ပြီးတချိန်တည်းမှာပဲရုရှားရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကိုပယ်ချဖို့ယူကရိန်းကိုကြောထောက်နောက်ခံပေးလိုက်တာပဲဖြစ်ပါတယ်။အမေရိကန်ဟာစစ်ပွဲကိုချက်ချင်းအဆုံးသတ်ခြင်းပေမဲ့ရုရှားကသိမ်းပိုက်ထားတဲ့နယ်မြေတွေအပိုင်ရသွားမဲ့ငြိမ်းချမ်းရေးကိုတော့လုံးဝလက်ခံမှာမဟုတ်ပါဘူး။ဒါကြောင့်အမေရိကန်ရဲ့ဆုံးဖြတ်ချက်ဟာရုရှားကငြိမ်းချမ်းရေးဆွေးနွေးပွဲစပွဲကိုတကယ့်ကိုရိုးရိုးသားသားလာမယ်ဆိုရင်တော့မှအားနည်းတဲ့အနေထားနဲ့မလာစေရဘူးဆိုတဲ့ရည်ရွယ်ချက်ကိုဖော်ပြနေပါတယ်။ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကရုရှားရဲ့လိမ်ညာမှုတွေဘလို့ပေါ်သွားတယ်လဲဆိုတာပါပဲ။လိမ်မာများတော့စကားနိုင်တယ်ဆိုပေမဲ့တချို့လိမ်ညာမှုတွေကကိုကိုကိုပြန်ပြီးဖော်ထုတ်တယ်လို့ဖြစ်သွားတတ်ပါတယ်။ရုရှားကာဝေးဝန်ကြီးဌာနကဒုံးကြီး၄စင်းလုံးကိုပြစ်ချခဲ့တယ်လို့ပြောပြီးမကြခင်မှာပဲ။ရုရှားမီဒီယာတွေကအခင်းဖြစ်ပွားရာနေရာကအပြက်စီးတပ်ပုံတွေကိုလိုက်လံရိုက်ကူးပြီးတင်ခဲ့ကြပါတယ်။အဲ့ဒီတပုံဒီမှာတွေ့ရတာက ADA CMS ဒုံးကြီးရဲ့ကိုယ်တွေခွန်တွေပါ။ဒါပေမဲ့ထူးခြားတာကအဲ့ဒီကိုယ်တွေတွေမှာထိတ်ဖူးတွေမရှိတော့ပါဘူး။ ပြီးတော့လေကြောင်းရန်ကာဝေးစနစ်နဲ့ပြစ်ချခံရတဲ့ဒဏ်ရာဒဏ်ချက်တွေလည်းမတွေ့ရပါဘူး။စစ်ရေးကျွမ်းကျင်သူတွေနဲ့ရုရှားဝါရဖြန့်ချီသူတွေကိုယ်တိုင်ကတော့ဒါကိုသတိထားမိကြပါတယ်။သူတို့ကဒါဟာပြစ်ချခံရတဲ့ဒုံးကြီးပုံစံမဟုတ်ဘူး။ဒါဟာဘုံသီးတွေကျဲချပြီးကြံခဲ့တဲ့ဒုံးကြီးခွန်ကြီးပဲဖြစ်တယ်ဆိုပြီးပြောလာကြပါတယ်။ဆိုလိုတာကဒုံးကြီးကလေထဲမှာပေါက်ွဲပြီးသူ့ရဲ့ဘုံသီးလေးတွေကိုဖြန့်ကျက်လိုက်ပြီးမှအခွန်ကမြေကြီးပေါ်ကျလာတာပါ။ရုရှားကပြောသလိုလေထဲမှာကြားဖြတ်ပြစ်ချခံရတာမဟုတ်ပါဘူး။ ဒါဟာရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေထိရောက်မှုမရှိဘူးဆိုတဲ့အမှန်တရားကိုကိုယ်တိုင်ဖော်ထုတ်လိုက်တယ်လို့ဖြစ်သွားပါတယ်။နောက်တစ်ခုပြောချင်တာကရုရှားရဲ့ S300 နဲ့ S400 လေကြောင်းရန်ကာကွယ်ရေးစနစ်တွေရဲ့ကန့်သတ်ချက်တွေအကြောင်းပါ။သူတို့ပြောသလိုမျိုးဒီတုံးကြီးတွေကိုလွယ်လွယ်ကူကူပစ်ချနိုင်တယ်ဆိုတာမှဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ဒီစနစ်တွေဟာအခုလိုအနိုင်ပြန်တမ်းပြီးမြန်ဆန်တဲ့ပယ်ထိန်တုံးကြီးတွေကိုကြားဖြတ်ဖို့အတော်လေးခက်ခဲလို့ပါ။အထူးသဖြင့်ဘုံသင်းငယ်လေးတွေကွဲထွက်သွားတဲ့အချိန်ဆိုရင်ပစ်ချဖို့ပိုပြီးမဖြစ်နိုင်တော့ပါဘူး။ ဗီဒီယိုထဲမှာပါတဲ့အတန်တွေကလည်းဘုံသီးတွေကွဲထွက်တဲ့အတန်တွေပါပြစ်ချခံရတဲ့အတန်မဟုတ်ပါဘူးဒီလိုမျိုးဤပညာပိုင်းဆိုင်ရာအချက်လက်တွေကရုရှားရဲ့ဝါရဖြန့်ချီမှုနိုင်ငံကြီးကိုတဖြည်းဖြည်းဖြိုခွဲနေပါတယ်ရုရှားရဲ့လိင်ညာမှုကဒီလောက်နဲ့မရက်ပါဘူးသူတို့ကဘာဆက်ပြောလဲဆိုတော့ငါတို့ဒုံးကြီးတွေကိုပြစ်ချရုံနဲ့မကဘူးဒီဒုံးကြီးတွေကိုပြစ်လွတ်လိုက်တဲ့ယူကရိန်းစစ်ခန်းကိုပါပြန်ပြီးတိုက်ခိုက်ချိန်မုန်းလိုက်ပြီးပြစ်တဲ့သူတွေအကုန်သိပြီလို့ခံခံနာနာကြေညာပါတယ်တတ်သိပြဖို့အတွက်ဗီဒီယိုဖိုင်တစ်ခုကိုပါထုတ်ပြပါတယ် ဒါပေမဲ့ဟုတ်ပါတယ် online ခေတ်ကြီးမှာလူတွေကတိတ်မအားကြပါဘူးဒီ video file ကိုရုပ်ပုံရှာဖွေမှုလုပ်လိုက်တဲ့အခါမှာတော့အမှန်တရားကပေါ်လာပါတယ်အဲ့ဒီ video ဟာလွန်ခဲ့တဲ့14လတုန်းကရုရှားကွာကေယူဝန်ကြီးဌာနကိုယ်တိုင်တင်ခဲ့တဲ့ video အဟောင်းကြီးဖြစ်နေပါတယ်ဆိုတော့ရုရှားပြောချင်တာကလွန်ခဲ့တဲ့14လတုန်းကတည်သွားတဲ့ယူကရိန်းစစ်သားတွေကအခုပြန်ထလာပြီးဒုံးကျည်နေပြစ်တယ်ပြီးတော့အခုမှနောက်တစ်ခါထပ်တည်သွားသလိုဖြစ်နေပါပြီ။ ဒါဟာကမ္ဘာဒုတိယအင်အားအကြီးဆုံးစစ်တပ်လို့ကြွေးကြော်ထားတဲ့နိုင်ငံတစ်ခုအတွက်တော့တကယ့်ကိုရှက်စရာကောင်းတဲ့ဝါဒဖြန့်ချီရေးအမှားအယွင်းကြီးပါပဲရုရှားဝါဒဖြန့်ချီသူတွေကိုယ်တိုင်ကတော့ Telegram Channel တွေမှာငါတို့ဝင်ကြီးဌာနကလူတွေဘာလုပ်နေကြတာလဲအမှားဝင်ခံပြီးနောက်မလုတော့နဲ့လို့ပြောရမယ်အစားဒီလိုအပေါ်စားလိမ်ညာမှုတွေလုပ်နေတာရှက်စရာကောင်းတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါပြီဒီအမှားတွေဟာရုရှားဆိုရရဲ့ယုံကြည်ကိုးစားနိုင်မှုကိုနိုင်ငံတကာဆင်မြင့်မှာပါထပ်မံထိုးနှက်လိုက်တာဖြစ်ပါတယ် အခုဆက်ပြီးပြောချင်တာကတော့တိုက်ခိုက်ရေးစစ်ရေးကနေတည်င်းအချက်လက်စစ်ပွဲဘက်ကိုကူးပြောင်းလာတဲ့အပိုင်းပါပဲ ADA CMS နဲ့ပြည်ခံရပြီးနောက်ပိုင်းအကြာမှာပဲရုရှားဘက်ကထူးထူးဆန်းဆန်းတည်င်းတစ်ခုကိုလွှင့်တင်လာပါတယ်အမေရိကန်နဲ့ရုရှားငြိမ်းချမ်းရေးသဘောတူညီချက်ရသွားပြီတဲ့ဟုတ်ပါတယ်ခမားကြားတာမှမပါဘူးရုရှားတည်င်းရင်းမြစ်တွေကပြောတာပါယူကရိန်းကိုတောင်အသိမပေးပဲအမေရိကန်နဲ့ရုရှားကတိတ်တဆိတ်ညှိနှိုင်းပြီးသဘောတူလိုက်ပြီလို့ဆိုပါတယ်။ဒါပေမဲ့ဒါဟာတကယ်တော့လိမ်ညာမှုတသက်ပါပဲ အဲ့ဒီငိမ့်နေရေးသဘောတူညီချက်လိမ်ညာမှုရဲ့နောက်ွယ်ကနိုင်ငံရေးယူရွက်ချက်တွေကစိတ်ဝင်စားစရာပါပဲ။တရင်ပေကစထွက်လာလဲဆိုတော့ Axios ဆိုတဲ့သတင်းဌာနကအစဖော်ပြပါဗျ။အဲ့ဒီဆောင်းပါးမှာရုရှားတန်တမန် Kiri Dimitri နဲ့ American သမ္မတ Donald Trump ရဲ့ကိုယ်တည်း Steve Witkoff တို့တွေ့ဆုံပြီးသဘောတူညီချက်ရေးဆွဲခဲ့တယ်လို့ဆိုပါရယ်။ Dimitri ဆိုတာကရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်မုံငွေအဖွဲ့ရဲ့အကြီးအကဲပါ။သူပြောတာကတော့ဒီငိမ့်နေရေးစီစဉ်က Ukraine ပြည်ပခတ်ကိုဖြည့်ရှင်းပေးမယ်အပြင် ရုရှားနဲ့အမေရိကန်ဆက်ဆံရေးကိုပါပြန်လည်ကောင်းမွန်စေလိမ့်မယ်လို့ပေါ်တင်ကြီးလိန်နေပြီမဲ့သတိထားရမယ့်အချက်ကဒီဆောင်မမှာကိုးကားထားတဲ့တူဦးဒီသောပုံကရုရှားဝါရဖြန့်ချီသူဒီမီထရီဖြစ်နေတာပါပဲအမေရိကန်ဘက်ကတရားဝင်အတီးပြချက်တစ်ခုမှမပါဝင်ပါဘူးဒါဟာရုရှားရဲ့သတင်းမီဒီယာများကိုအသုံးချခြင်းပဲဖြစ်ပါတယ် ASIOX ပြီးတော့ Financial Times နဲ့ The Economist တို့ကလည်းဒီငြိမ်းချမ်းရေးအစီအစဉ်ရဲ့အသေးစိတ်အချက်အလက်တွေကိုဖော်ပြလာပါတယ်အဲ့ဒီအချက်တွေကတော့ Ukraine စစ်တပ်ကိုထောက်ဝက်လျှော့ချရမယ် ဒါမှမဟုတ်နှစ်စာခွဲလျှော့ချရမယ်။ Donbass ဒေသကိုရုရှားလက်ထက်ကို အပီးပိုင်ပေးရမယ်။ယူကရိန်းမှာနိုင်ငံသားတပ်ဖွဲ့တွေတန်တမန်လျင်တွေလုံးဝမရှိသေးဘူး။ပြီးတော့မော်စကိုနဲ့စိန့်ပီတာစဘတ်ကိုရောက်နိုင်တဲ့တာဝေးပစ်လက်နက် တွေယူကရိန်းမှာမထားရဘူးဆိုတဲ့အချက်တွေပါပဲ။ဒီအချက်တွေကိုကြည့်လိုက်ရင်ဒါဟာငြိမ်းချမ်းရေးအစီအစဉ်မဟုတ်ဘဲလက်နက်ချအငြင်းခံရေးအစီအစဉ်သာဖြစ်နေပါတယ်။ရုရှားလိုချင်တာအကုန်ပေးရမယ်ပုံစံဖြစ်နေပါတယ်။ဒါကိုအမေရိကန်ကသဘောတူပါမလား။ဖြစ်နိုင်ခြေအတော်နေပါတယ်။ ဒီနေရာမှာ Steve Wolfcock ရဲ့အခန်းကဏ္ဍကိုမေးခွန်းထုတ်เสียဖြစ်လာပါတယ်။ Steve Wolfcock ကတော့ Trump ရဲ့ယင်းနေ့ရဲ့မိတ်ဆွေအိမ်ချမ်းမြေလုပ်ငန်းရှင်ကြီးပါ။သူကယူကရိန်းပေါ်သဘောထားတင်းမာသူလို့လူသိများပါတယ်။အရင်ကလည်းယူကရိန်းကရုရှားလိုချင်တဲ့နည်းမျိုးတွေကိုပေးလိုက်တဲ့ ਨੇ ။အဲ့ဒါတွေကရုရှားဖွဲ့စည်းပုံထဲမှာပါပြီးသားပဲဆိုတော့ရုပ်တိမရှိတဲ့စကားတွေပြောမှုပါတယ်။ဒါပေမဲ့သူတယောက်တည်းရဲ့သဘောထားနဲ့အမေရိကန်အစိုးရတစ်ခုလုံးရဲ့မူဝါဒဖြစ်လာဖို့ဆိုတာကတော့မလွယ်ပါဘူး။ဒီငိမ့်ချမ်းကြီးကောလာဟာလာထွက်လာပြီးမကြခင်မှာပဲ အမေရိကန်ဘက်ကအဓိကပုံကိုယ်တွေကဒါကိုတွေ့ဝိုက်ပြီးညှင်းဆိုလိုက်ကြပါတယ်။မာကိုရူဘီယိုဟာစစ်ပွဲကိုအဆုံးသတ်ဖို့ဆိုတာလေးနက်ပြီးလက်တွေ့ကြတဲ့အကြံဉာဏ်တွေလိုအပ်တယ်။တဖက်သက်ဆန္ဒတွေနဲ့မရဘူးလို့ဆိုပါတယ်။သူစကားကိုကြည့်ရင်အခုထွက်နေတဲ့သတင်းတွေဟာအမေရိကန်အစိုးရရဲ့တရားဝင်သဘောထားမဟုတ်ဘူးဆိုတာပေါ်လွင်နေပါတယ်။သူကယူကရိန်းကိုအတင်းကျပ်လက်နက်ချခိုင်းမဲ့ပုံစံမျိုးမဟုတ်ပဲနှစ်ဖက်စလုံးလက်ခံနိုင်မဲ့ဖြည့်ရှင်းနည်းကိုရှာဖွေနေပုံရပါတယ်။ဒါအပြင်ဗန်နာယီဝင်ကြီးဖြစ်လာနိုင်ခြေရှိတဲ့ Scott Baxing ကတော့ပိုပြီးပြတ်သားပါတယ်။ သူကခီရီဒီမီထရီကိုဝါရဖြန့်ချီသူလို့တိုက်ရိုက်ခေါ်ဆိုလိုက်ပါတယ်။ရုရှားစစ်ဝါရေးဟာပိတ်ဆို့မှုတွေကြောင့်မထိခိုက်ဘူးလို့ဒီမီထရီရှောက်ပြောနေတာကိုလည်းသူကပယ်ချလိုက်ပါတယ်။ရုရှားဟာစစ်ရေးအရှိန်မြင့်တင်ခံရတဲ့အခါတိုင်းနိုင်ငံရေးအရာတံပြန်ဖိအားပေးဖို့နီလန်းတွေကိုအမြဲရှာဖွေတတ်ပါတယ်။ ADCMS ဒုံးကြီးတိုက်ခိုက်မှုတွေကြောင့်ရုရှားပိုင်နယ်ထဲကစစ်ရေးပြစ်မှတ်တွေပျက်စီးပြီးကမ္ဘာအလယ်မှာမျက်နှာပြက်စရာဖြစ်လာတဲ့အခါမှာရုရှားရဲ့နောက်ထပ်လက်ကွက်တွေပေါ်လာမှာပါပထမလက်ကွက်ကတော့နျူကလ িয়ার ချိန်ချောက်မှုအဆင့်ကိုမြင့်တင်ခြင်းပါပဲ အရင်တုန်းကရုရှားဟာနျူကလ িয়ার လက်နက်အသုံးပြုဖို့ချိန်ချောက်တာကိုရန်ဖန်ရန်ခါတာပြုတ်လုခဲ့ပေမဲ့အခုလိုအမေရိကန်ရဲ့တိုက်ရိုက်ခွင့်ပြုချက်နဲ့ရုရှားမျိုးကိုတိုက်ခိုက်ခံရတဲ့အခြေအနေမှာနျူကလ িয়ার ချိန်ချောက်မှုကိုပုံမူအလေးပေးပြီးပြင်းပြင်းထန်ထန်ပြုတ်လုလာနိုင်ပါတယ်။အမေရိကန်ဟာစစ်ပွဲကိုတိုက်ရိုက်ဝင်ရောက်ဆွတ်ဖက်နေပြီးဆိုပြီးဆွတ်ဆွဲကနီးပြူဟာမြောက်နျူကလ িয়ার လက်နက်တွေကိုအသုံးပြုဖို့အသင့်ရှင်းပြီးဆိုတဲ့သတင်းစကားမျိုးကိုကဘာကိုလွှင့်ထုတ်လာနိုင်ပါတယ်။ဒီလိုလှုပ်ခြင်းအဖြစ်အမေရိကန်ရဲ့ဥရောပမဟာမိတ်တွေကိုထိတ်လန့်သွားစေဖို့နဲ့ ယူကရိန်းကိုပေးနေတဲ့အကူအညီတွေကိုဖျက်တောက်ဖို့ဖိအားပေးတာပဲဖြစ်ပါတယ်။ဒုတိယလှည့်ကွက်ကတော့တတိယနိုင်ငံတွေကိုဝင်ရောက်ဆွတ်ဖတ်ခြင်းပါပဲ။ရုရှားဟာယူကရိန်းကိုတိုက်ရိုက်တိုက်ခိုက်မှုတွေကိုမလုပ်နိုင်တော့တဲ့အခြေအနေမှာအမေရိကန်နဲ့မဟာမိတ်တွေရဲ့အာရုံကိုလွှဲပြောင်းပစ်ဖို့ကြိုးစားလာနိုင်ပါတယ်။ဥပမာမော်လ်ဒိုဗာဒါမှမဟုတ်ဂျော်ဂျီယာလိုနိုင်ငံတွေမှာနိုင်ငံရေးမတည်ငြိမ်အောင်ဖန်တီးတာဒါမှမဟုတ်နယ်စပ်ဒေသတွေမှာစစ်ရေးလှုံ့ဆော်မှုတွေလုပ်တာမျိုးဖြစ်လာနိုင်ပါတယ်။ဒီလောက်ရက်တွေဟာဥရောပရဲ့လုံခြုံရေးကိုချိန်ချောက်ရာရောက်တဲ့အတွက် အမေရိကန်နဲ့ဥရောပမဟာမိတ်တွေဟာယူကရိန်းပေါ်အာရုံစိုက်မှုလျှော့ချပြီးဒီလိုတင်းမာမှုအသစ်တွေကိုပြန်လည်ဖြေရှင်းရမှာဖြစ်ပါတယ်။ဒါဟာရုရှားအတွက်အချိန်ရသည်မဲ့နီးပြူပါပဲဖြစ်ပါတယ်။ဒီအချက်တွေကိုကြည့်ချင်းအဖြစ်ရုရှားဟာစစ်မြေပြင်မှာထိခိုက်နေနေလေလေနောက်ွယ်ကနိုင်ငံရေးသတင်းအချက်အလက်နဲ့နီးပညာလှည့်ကွက်တွေကိုပုံမှုအသုံးပြုလာလေလေဖြစ်တယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်သာစေပါတယ်။နောက်ဆုံးအနေနဲ့ရုရှားဘက်ကတုံ့ပြန်မှုတွေကိုကြည့်အောင်ပါ။ခရမလင်နန်းတော်ပြောခွင့်ရပုဂ္ဂိုလ်ပက်စကော့က အခုသတင်းမီဒီယာတွေမှာပါနေတဲ့ငြိမ်းချမ်းရေးအစီအစဉ်ဆိုတာကိုသူတို့လုံးဝမသိပါဘူးလို့ညင်းဆိုထားပါတယ်။ဟုတ်ပါတယ်ဒါကဘာကိုပြနေတယ်လဲဆိုတော့ရုရှားဆိုရအတွင်းပိုင်းမှာလည်းညှိညွှန်းမှုမရှိဘူးဆိုတာပါပဲ။ခီရီဒီမီထရီကသူ့သဘောနဲ့သူအမေရိကန်နဲ့လိုင်းချင်းညှိဖို့ကြိုးစားနေတာဖြစ်နိုင်တယ်လို့ဒါမှမဟုတ်ရုရှားနိုင်ငံသားရဲ့ဝင်ကြီးလာဗရော့နေရာကိုလိုချင်လို့နိုင်ငံရေးကစားကွက်ခင်းနေတာလည်းဖြစ်နိုင်ပါတယ်။ရုရှားထက်တန်းလှော်တွေကြားမှာအာနာလူဝဲတွေအကွဲပြဲတွေဖြစ်နေတယ်ဆိုတာထင်ရှားပါတယ်။ ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ American က ADA CMS ဒုံးကြီးပြစ်ခတ်ခွင့်ပြုလိုက်တာဟာရုရှားအတွက်စီရေးရအကြီးမားဆုံးချိန်ချောင်မှုဖြစ်လာပါတယ်။ရုရှားဟာစီရေးရှုံးနိမ့်မှုတွေကို ဖုံးပြဖို့ပြစ်ချနိုင်တယ်ဆိုတဲ့လိန်ညာမှုတွေငြိမ်းချမ်းရေးရတော့မယ်ဆိုတဲ့ဝါဒဖြန့်ချိမှုတွေကို အပေးအတန်လှုံ့ဆော်နေပါတယ်။ဒါပေမဲ့ဤပညာခေတ်ကြီးမှာသူတို့ရဲ့လိန်ညာမှုတွေကဗီဒီယိုဖိုင်အဟောင်းတွေအဖြစ်နိုင်တဲ့တပ်ပုံတွေနဲ့အတူအလွယ်တကူပေါ်ပေါက်နေပါတယ်။ American နိုင်ငံရဲ့အပြောင်းလဲကာလမှာရုရှားကအခွင့်ကောင်းယူခြင်းပေမဲ့ အမေရိကန်ကောင်းဆောင်တစ်တွေကလည်းရုရှားရဲ့လက်ကွက်တွေကိုကောင်းကောင်းသိနေပုံရပါတယ်။စစ်ပွဲဟာစစ်မြေပြင်မှာသာမကတရင်ချက်လက်စစ်မျက်နှာပြင်မှာပါအရှိန်ဟုန်ပြင်းပြင်းနဲ့ဆက်လက်ဖြစ်ပွားနေပုံမှာဖြစ်ပါတယ်။ရုရှားရဲ့ငြိမ်းချမ်းရေးဆိုတာလက်နက်ချခိုင်းတာတသက်ဖြစ်ပြီးယူကရိန်းနဲ့နောက်နိုင်ငံတွေကဒါကိုလက်ခံဖို့မရှိပါဘူး။ရှေ့လျှောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။